ကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်။ယနေ့မနေ့ဒီပိုင်းမြို့နယ်ကိုရင်ကွင်းကြီးရွာစာတင်เจ้าကိုဒီเจ้าကနေတိုက်ခိုက်ခဲ့တဲ့အတွက်ညသာစိတ်မကောင်းဖြစ်ရလို့သတင်းတင်ဆက်မှုအစီအစဉ်ကိုရန်နာမှုဆုံးဖြတ်ခဲ့ပါသေးတယ်။သို့သောတော်လန်ပြည်သူတွေအနေနဲ့ကြံတဲ့ဒေသတွေမှာရှိတဲ့တော်လန်ရေးလှုပ်ရှားမှုစစ်ရေးသတင်းတွေကိုသိရှိစေချင်လို့အားယူပြီးတော့ပြန်လည်တင်ဆက်ရခြင်းဖြစ်ပါတယ်။2025ခုနှစ်မေလ17ရက်ညနေခင်း ခြေတရင်30ချက်များကိုဖျက်ကြတင်ပြပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းအင်းတော်မျိုးကိုကာကွယ်ရေးအင်အားစုတွေအပြည့်အဝထိန်းချုပ်နိုင်ပြီးမကြာခင်မှာရွှေဘုံမြစ်ကြီးနားကာလမိုင်းကိုပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ခြောက်ခွင်းလမ်းတွေကတောင်းနေရတဲ့အချိန်ရော့တော့ပြီဖြစ်တဲ့အတွက်ကုန်စည်စည်းစင်းမှုပြန်လည်မြန်ဆန်လာပြီလို့ဆိုရမှာဖြစ်ပါတယ်။ဒီပဲရင်းမျိုးနဲ့အိုရိန်ရင်းရွာစာတင်ကြောင်းဒီကြောင်းတိုက်ခိုက်မှုလုံခံထားရပါတယ်။စာတင်ကြောင်းနေစဉ်မနေ့10နာရီကမှတိုက်ခိုက်ခဲ့တာဖြစ်ပြီးထိခိုက်ဒေဆုံးမှုများနေတယ်လို့သိရှိရပြီး တရားရလူနာစီရင်ကိုလည်းဒေသခံဆရာဝန်တွေမနိုင်မနေကုသနေကြရတယ်လို့ဆိုပါတယ်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဇေယျကွင်းမှာစာတင်ကြောင်းကိုလည်းလေချောင်းတိုက်ခိုက်မှုပြုလုပ်ထားပေမဲ့ထိခိုက်မှုစီရင်ကိုတော့မသိရသေးဘူးဖြစ်ပါတယ်မန္တလေးတိုင်းကံကောင်းမြို့နယ်ကလေးနယ်ကံကောင်းကြားမွေ့လယ်ရွာဆင်းငယ်ဆေးရုံငယ်ကိုလေချောင်းကနေဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပေမဲ့ဘုံဒီမကွဲခဲ့တဲ့အတွက်ကံကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်မကွယ်ပုံးသေးဘူးအန္တရာယ်ကင်းတော့အတက်မဲ့အတက်မဲ့အောင်ပြုတ်လုပ်နိုင်ပြီဆိုရင်မိမိတို့ကိုရန်ထောက်ပံ့လာလို့တောင်ဆိုရမှာဖြစ်ပါတယ် စစ်ကောင်စီအားနေရာတော်တော်များများမှာစစ်ဖေးဆောင်စခန်းစေယုံစေကန်းစာတင်ကြောင်းနဲ့ဖုန်းကြီးကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ယခုဒီဘက်ရေဈေးကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့ဈေးတရေပိုင်းတော့နဲ့အချက်လက်တွေကိုလည်းကျွန်တော်တို့ဖွဲ့လေးအသေးစိတ်လိုက်လံစုံလန်းထောက်လန်းလေးရှိပြီးတရားလာနဲ့ပြည်သူကိုချပြသလိုဒံပြန်တိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်မှုစတင်ကြိုးစားနေပြီဖြစ်ပါတယ်။ ချင်းပြည်နယ်တောင်တလတ်မြေမှာတော့ Standard Army တစ်ခုဖြစ်လာအောင်အခြေခံမှုတွေချမှတ်ခဲ့ကြတယ်လို့သိရပါတယ်။ချင်းပြည်နယ်မှာနှစ်ဖွဲ့ကွဲနေတယ်ဆိုပေမဲ့ဘုံရံသူစစ်တပ်ကိုအမြင့်ဖြတ်နေကြတဲ့ရည်မှန်းချက်ကတော့အတူတူပဲဖြစ်ပါတယ်။စီဗီလို့ခေါ်တဲ့ချင်းပြည်နယ်ကမင်းသားမတူပြီးကျင်တွင်းနဲ့ဖလန်းမျိုးတွေကိုတိမ့်ပိုက်ထိ ंछ ုပ်ထားတာဖြစ်ပြီး CN ချင်းမျိုးသားတပ်မတော်ကတော့လိုက်လေးပြီးရေစွာ record တွန်းဆန်ကြီးခါမျိုးတွေကိုတိမ့်ပိုက်ထိ ंछ ုပ်ထားတာဖြစ်ပါတယ်။စစ်ကောင်စီတို့လိုလိုဆုတ်ခွာသွားတဲ့မြို့တွေကတော့ကံပက်လက်စုခွားနဲ့နာရဟိန်မြို့တွေဖြစ်ပါတယ် ေဝါကျော်မဒေတာအခြေကြီးမြို့ဆောင်ကြီးရုံးမတော်အုပ်စုဌာနကြီးရွာဘက်မှာနေမြေကန်သတင်းပေးပို့မှုတွေအရစစ်ကောင်စီစစ်ကြောင်းတွေခြေလှမ်းစိတ်နေတာဖြစ်ပါတယ်။ရောက်ဆန်းအမြောက်တဲ့ရှေ့ကာကင်းငယ်တွေကိုပူပေါင်းတပ်ဖွဲ့တွေစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။လေးမြနာမြို့နယ်အနောက်ဘက်ဆန်းဖြစ်တဲ့လော်ကရာအောက်စုလယ်ဦးစုလဲတော့ကွင်းနဲ့ရေတိုးကျောင်းရွာတွေမှာအခြေခံစားတုပ်ကုန်တွေဝယ်ယူအပ်ခက်ခဲနေပါတယ်။အုပ်ချုပ်ရေးမှူးတွေကဈေးပစ္စည်းဝယ်ယူခွင့်ထောက်ခံစာအတွက်အခကျင်းငွေအစမတန်တောင်းခံနေတာဖြစ်ပြီးစိန်တောင်နဲ့လဲတော့ကွင်းရွာတွေကအဆိုးဆုံးဖြစ်ပါတယ်။ ဆော့ဆက်ရိုးရွာတောင်ပေါ်မှာနေထိုင်သူတွေကိုပူပေါင်းတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတရင်ရတာနဲ့ချက်ချင်းပေးဖို့ရန်စစ်ကောင်စီကညွှန်ကြားနေတယ်လို့လည်းသိရပါတယ်။စစ်တောင်းမြဝနယ်မြေစလုံးကြီးခြေဆိုင်အမှတ်998ခြေမြန်တိုင်ရင်ကိုစစ်ကောင်စီပြန်လဲထိ ंछ ုပ်ထားတယ်ဆိုတာမှန်ပါတယ်။မနေ့ကပြောခဲ့သလိုပဲမိတို့ဘက်ကကြွေလင်းမှုရှိတာကလွဲရင်အရှုံးမရှိဘူးဖြစ်ပါတယ်။ယခုဖြစ်စဉ်ဟာစစ်ကောင်စီရဲ့နောက်တန်းဌာနချုပ်တိုင်းကိုအရေးပြက်နှက်ချေးထွက်စေခဲ့ပြီဖြစ်ပါတယ်။အမှတ်998ခြေမြန်ဘာကြောင့်တက်ခွဲမှုနဲ့တရေဘူကြီးလို့သူကတော့ဖြည်းဖြည်းလွတ်မြောက်နေသေးတာ ဖြစ်ပါတယ်လက်ရှိမှာတော့တိုင်းဌာနချုပ်ထက်မှာစစ်ကူစစ်ကြောင်းတွေအခြေပြုတပ်ဆွဲလျက်ရှိပြီးကားတာယာအဟောင်းတွေနဲ့ဘန်ဂါတွေကိုမုံမှန်လျက်ရှိပါတယ်ကိုယ်စိတ်ဘက်မှာတော့ထိတွေ့မှုအနှဲငယ်ရှိနေဆဲဖြစ်ပါတယ်ကိုင်းရန်ဒေတာမှာထိထထိခိနေမျိုးကိုစစ်ကောင်စီကိစ္စနေမျိုးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ဒဝဲမှာရုရှားတို့ဓာတ်ပေါင်းမှုမတင်နိုင်အောင်လှုပ်ဆောင်သွားမယ်လို့ KNU ဘက်ကအတန်းဆထွက်လာပြီးဖြစ်ပါတယ်ဒီလိုသာဆိုပါရင်ကော်ဝေးအင်အားစုတွေဘက်ကပင်လယ်ပြင်စွန့်မှုရေးတပ်ဖွဲ့တစ်ခုလိုအပ်လာမှာဖြစ်ပါတယ် ကျွန်တော်မြင်ရဆိုရင်တော့လာမယ့်မိုးရာသီမတိုင်ခင်မှာပင်လယ်ပြင်ဆိုးမိုးရေးတပ်ဖွဲ့တစ်ခုပေါ်ပေါက်လာနိုင်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပြည့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်